မောင်လေးမကောင်းဆိုတာတည်းရေးချက်တဲ့မောင်လေးတကယ်ဟိုစမဖြစ်တဲ့မောင်လေးအများကြီးရှိပါတယ်ဆိုတော့မကောင်းဆိုတာတစ္ဆာပေါက်သွားတဲ့သူတွေနဲ့ကြုံတွေ့လို့မကောင်းလို့သတ်မှတ်သွားတာနေမှာပေါ့ဒီတော့အဲ့လိုမျိုးမခံစားဘူးပါအခါမှာမောင်နဲ့တနေ့ပဲกว่าမောင်မပေါ့ရေးတယ်ဘလော့ကတော့မင်းတို့စောင်းလွင်းကလာလုံးပါပေါ့နော်ပြီးခဲ့တဲ့နှစ်ခါပြီးခဲ့တဲ့နှစ်အာနိုဝင်ဘာလောက်က ဒီစင်မှာအကျော် January လောက်က sorry အဲနှစ်ကောင်က2025ပေါ့အစာပိုင်းလောက်ကမင်းတို့တွားပြီးတော့ရိုက်ဖြစ်တာပါ music video ရရင်းထဲမှာမင်းတို့အဲ့ဒီ vlog vlog လေးရိုက်ဖြစ်တာဆိုတော့မင်းတို့ sponsor လေးရသွားတယ် cafe glow ကနေပြီးမင်းတို့ sponsor ပေးရအတွက်ဒီဟာလေးတွေမင်းတို့အကောင်းဆုံးရိုက်ဖြစ်တာပါ director ကောင်းတဲ့ဆောင်ကလည်းမင်းတို့အကြံဉာဏ်ပေးဖြစ်တာ cameraman ကောင်းတဲ့ဆောင် director ကောင်းတဲ့ဆောင်ကတော့ तू က DOB မမဟုတ်တာ तू ရိုက်လို့ရှင်တော့ခဏခဏရံဖြစ်နေရတယ်တဲ့မလားကိုကတုံနေတာအောက်ကတုံနေတယ် ပြီကွာကိုပြန်ဆွဲဆန်ရမျိုးပြန်ပြီးတော့ post တင်ရအဲဘယ်ရောက်လဲ तू ရိုက်ပြီးတဲ့ဟာပဲကွာရအောင်ချက်ညက်ကတ်တွေလုံးပြီးတော့တင်တာလို့ပေါ့ပေါ့ Facebook ထဲမှာတွေ့တယ်တွေ့ရမလားအာဒါငါဘဲဆိုပြီးတော့ဟိုပြပြီးတော့တကယ်ရိုက်ပြီးတော့ပါတယ်ပါတော့ဝါနေရတော့တကယ်ရုပ်ထွက်နေရတော့ဟဲအဲ့ဒါပုံစံနဲ့ပဲအဲ့ဒါအဲ့အဲ့ဒါဒါပေမဲ့ကောင်းကောင်းကိုပြန်ပြီးကွာ setting တွေပါတိချာချိန်ပြီးတော့နောက်ပိုင်းတော့ကျိုးစိုးစားလေးကိုရိုက်ပြီးလာနိုင်ပါတယ်အာသူ့ကိုကြတော့ကိုကလှလှပပရိုက်ပြီးပြန်ပြီးဆိုတော့ကိုကကိုရအရန်ဟို စူဇန်အားလိလာရလိလာအားအရင်ကြီးရသူကြတော့သိရမလားကိစ္စရလို့ပဲတက်ပုံလိုက်တဲ့နေရာမှာတော့မကြွမ်းဘူးအမြဲတမ်းပဲအမြဲတမ်းပဲအဲ့လိုပြောလိုက်ပြီဆိုလို့ရှိရင်လည်းသူကအဲ့လိုတစ်ခါလေးတော့နားတော့တစ်ခါလေးတော့ပြောင်းသွားရလို့မျိုးပြောင်းသွားတဲ့ခါကျတော့ဘယ်ညိန်လိုက်ရတာပေါ့နော်အဲ့ဆိုတော့ပြည့်ပြည့်ပေးလို့ပါတော့လျှော်လိုက်ရတာပေါ့ဒါမှမဟုတ်ရန်ဖြစ်တော့မှာလေအရင်တော့ကတော့ပြောရတယ်အခုနောက်ပိုင်းတော့တိတ်မပြောရတော့ဘူးတော်တော်အဆင်ပြေနေပါစင်သားရနေရောစင်သားရနေရောอืม သွားပြေဆုံးတဲ့သူတယောက်လို့မင်းတို့ကတော့ခံစားရတယ်ပေါ့နော်။ဘာဖြစ်လဲဆိုမင်းတို့ကိုလူပေးမှုတွေ၊ကျင်နာမှုတွေ၊ဦးစားပေးမှုတွေအာပြီးတော့အလေးပေးမှုတွေကျင်နာရင်ပြီးတော့အာနူးညံ့တယ်ပေါ့နော်။အဲ့လိုမျိုးတွေ့အဲ့လိုမျိုးတွေအကုန်လုံးကမင်းတို့အတွက်အရန်အာကိုတို့အရန် warmly ဖြစ်စေတယ်။မင်းတို့ကကိုလူချင်းနဲ့ချစ်ချင်းမြတ်တာဟိုခံစားမှုမရှိဘဲနဲ့ တကယ်ဘောနော်ရေးထွေးတဲ့လုံခြုံစေတဲ့ချစ်ချင်းမေတ္တာမျိုးကိုမင်းတို့ကလိုချင်တာဆိုတော့တကယ်လည်းရရှိတယ်ပြီးတော့တကယ်လည်းကျေးဇူးတင်တယ်ကြားပါမယ်။ဘယ်နှမနှစ်လောက်လဲ။၅နှစ်။အဲမင်းတို့က2010 2010ဆိုမင်းတို့က27တူက20စကူစကူလာမနေသူစကူမင်းတို့နဲ့ဆယ်ငယ်တယ်တနည်းငယ်မောင်မောင်မောင်ကကိုကိုလိုရောอืมရင်းချက်တာပေါ့ရင်းချက်တယ်ရင်းရရင်းချက်တယ် ဟိုလူတွေဆိုတာလေဟိုအရင်သူအေးအစဉ်ပြင်းနေလဲကြောက်ကိုကောင်းတယ်တဲ့ relationship ကလေဆိုတော့မင်းတို့ဆိုတော့သူအေးတဲ့အချိန်ကာလကြီးအများကြီးရှိပါတယ်ဆိုတော့သူအေးတဲ့အချိန်ကာလကိုကြော်လွန်ပြီးတော့တကယ်လို့နှွေးထွေးတဲ့အချိန်ကာလကိုရောက်သွားတဲ့အချိန်မှာအရင်ပူချစ်သွားတာပေါ့နော်ဆိုတော့ လူတွေကတော့ဆက်ဆက်လာကြ relationship တခုမှာသွေးပူနေကြတဲ့အချိန်ကတော့အရန်အာချစ်တဲ့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 ပြောနေရဆိုရင်မချိန်ကြာလာတဲ့အခါဒီမျက်နှာရင်းဒီမူချင်းနေဒီအရာရောငယ်နေတူတူပါမြင်တဲ့အခါမျိုးကြတော့ရှိုးသွားတတ်ကြပါဘူးသူတပြင်းတော့ယောက်ျားလေးလည်းယူတတ်လို့ရှိလို့မိန်းကလေးလည်းယူတဲ့အခါရရှိတယ်အဲ့တော့ကိုရီဘက်ကနေပြီးတော့ဘယ်လိုပြုပြင်ရမလဲဆိုလို့ရှိရင်ကိုချစ်သူနဲ့ကိုနဲ့နှစ်ယောက် အဲ့လို discuss လုပ်ဖို့ပေါ့နော်အဲ့လိုနည်းနည်းချင်းဆိုင်ဆိုင်ပြီး discuss လုပ်ပြီးသူပါလို့နည်းနည်းကိုပါလို့နည်းနည်းဆိုတော့နှစ်ယောက်အတူတူတိုင်းမင်းကိုမားတဲ့အရာတွေသူမားတဲ့အရာတွေပွပွင့်လင်းလင်းရင်ဖွင့်လိုက်ပေါ့နော်မဟုတ်လို့ရှိရင်ကိုမဟုတ်တဲ့အရာတခုကြီးอ่ะဒါကိုမဟုတ်တာလုတ်ခဲ့ရင်ဆိုရင်တော့မှဒီအရာတခုကြီးอ่ะဟိုကိုကိုကိုပြန်ပြီး၆လန့်စီလို့ဖြစ်နေမှာအဲ့တော့အကုန်လုံးကိုအဲတောင်းမှအကုန်လုံးကိုခင်ပြီးတော့အဲ့ဘောနော်အကုန်လုံးကိုပြောစီချင်တယ်ဒီတစ်ရေးရှိသွား နိုင်မဲ့ relationship မျိုးဖြစ်ချင်တယ်ဆိုလို့ရှိရင်ပိုမှားခဲ့သည်ရှိတော့ပိုမှန်တဲ့အရာပဲဖြစ်စီပိုမှားတဲ့အရာပဲဖြစ်စီပိုမှားခဲ့တဲ့ဟိုဘယ်လိုပြောမလဲပိုမှားမလို့ဖြစ်သွားတဲ့အရာပဲဖြစ်စီအဲ့လိုတခုခုဆိုအဲ့လိုပိုပွေလင်းလင်းပြောဖို့အတိတ်ကလိုအပ်တာ relationship တူပါလေအဲ့တော့လိုအပ်တယ်ဆိုမှ तू ကလည်းသူ့ရဲ့ချစ်တဲ့စိတ်ကအဲ့အချိန်မှာကွာအမှန်ပြန်မြင်ရတာလေအဲ့တော့ကိုယ့်ရဲ့ချစ်တဲ့စိတ်ကိုလည်း तू မြင်ရဖို့အတွက်ကလည်းကိုကလည်းသူ့အပေါ်အားကိုးမှုတွေလိုအပ်သေးတယ် တော့တရားနဲ့တရားပေးယူနေမျှတယ်ဆိုလို့ရှင်တော့ဒီရှင်စီရမှာအဲ့လိုမျိုးလည်းပြောချင်ပါတယ်။အဲမောင်လေးမို့ကိုကြီးနဲ့တူတဲ့မောင်လေး။ဘာမလျှော့။မောင်လေးကိုကြီးနဲ့တူတဲ့မောင်လေးပဲ။အမ်မခံဘူး။သူကသူ့ကိုသူ့ကိုမခံလား။ငါ့အမလို့ခေါ်ကြည့်ပါလို့ပြောရင်တော့မလုံးဝမခေါ်ဘူး။ဘယ်လိုခေါ်လဲ။မီလေး။မီနိုဆိုတော့မီလေးလို့ခေါ်တာ။မီနိုဆိုတော့မောင်။မောင်။ဘယ်မောင်လို့ခေါ်လဲ။အခုမောင်လို့ခေါ်တယ်။ ဒါမှစိတ်ထဲမှာတော့ကိုကြီးပဲဟဲ့မဟုတ်ကိုကြီးလို့တော့မဟုတ်ကိုကြီးရေကိုကိုတွေကိုတွေမကြိုက်ဘူးအဲ့ဟာကြီးဒီတော့အတော့တော့မောင်မဲခေါ်တယ်မောင်တင်သားရတယ်အတွက်မောင်ကိုပဲချစ်တယ်တော့မောင်မဲခေါ်တယ်အဲ့တော့ကိုစိတ်ထဲမှာတော့ရင်ကျက်တယ်လေရင်ကျက်ပြီးရဲ့အဲ့လိုကိုကိုခေါ်မှကြီးမှအဲ့လိုမျိုးမဟုတ်ကိုနဲ့ကိုရဲ့ partner ကိုထိုင်ရင်ကျက်နေရဟိုတချို့ဟို interview တွေမှာတွေ့ရပါတော့เนาะအဲ့လိုမျိုးတို့မိတို့ပြောခဲ့တဲ့ interview အောက်မှာ15နှစ်ဆိုလဲကွဲပါပဲဗာပြင်ရပဲပြောတယ်အဲ့လိုအဲ့လိုပဲလူတွေတွေ့နေကြတာဟုတ် ် relationship ကိုအရင်ကြာပြီးတော့လည်းကွဲပြဲတဲ့သူတွေလည်းများနေရအောင်အိမ်တော်ရေးဆိုလည်းဟိုကွဲသွားတဲ့သူရှိနေအောင်ဆိုတော့မင်းတို့ကတော့အဓိကတော့ခုနပြောသလိုပေါ့နော်အဖြစ်အောင်ဖျားဆူတောင်းနေဖျားနဲ့သွားတယ်ပြီးတော့ထိန်းသိမ်းနေလို့လိုအပ်တယ်ပြီးတော့တောင်းတဲ့အပြန်လည်းနားလည်ဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအရာတွေရှိလို့ရှိရှိလို့ရှိနေတော့ရှိလို့ရှိနေတော့ဒီရှိသွားမယ်လို့ထင်တယ်ပေါ့ဒါပေမဲ့အဲ့လိုအရာတွေရှိနေနေအော်ပြောရမယ်ရှိရမယ်ဒါကတော့ကိုယ်ကတည်းကလည်းမဆိုင်ပါဘူးเนาะဖះရဲ့အလိုတော်ပဲပေါ့เนาะ ဆိုတော့တရားနဲ့တရားချစ်နေရဆိုတော့ရရှိတော့ဒါပေမဲ့ကိုယ့်ကိုယ့်ရဲ့ဟို future ကြီးရောကြိုးရောမခံမနိုင်တော့ဘာဖြစ်မလဲဆိုတော့ကိုမသိဘူးဒါပေမဲ့အခုချိန်မှာကိုအရန်ပျော်တယ်အရန်နှွေးထွေးတယ်အရန်လုံခြုံတယ်ခံစားရတယ်ပြီးတော့အရန်ချစ်တယ်